thank uh you -huh. မင်္ဂလာပါရှင် ခေတ္တသတင်းဌာနကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။စစ်ကောင်ဆောင်ကအနာဂတ်အတွက်ဆွေးနွေးဖို့အာနာရှင်ဘယ်လာရုစ်နိုင်ငံကိုသွားရောက်မယ်အကြောင်းတင်ဆက်ပေးပါမယ်။အာနာသိန်းစစ်ကောင်ဆောင်ပူဇော်မှုကြီးမြောင်လိုင်းကအနာဂတ်အတွက်နှစ်နိုင်ငံအကြားဆွေးနွေးဖို့ဥရောပရဲ့နောက်ဆုံးအာနာရှင်နိုင်ငံလို့သတ်မှတ်ခံရတဲ့ဘယ်လာရုစ်ကိုသွားရောက်မှာဖြစ်ပါတယ်။လက်ရှိမှာရုရှားနိုင်ငံကိုရောက်ရှိနေတဲ့စစ်ကောင်ဆောင်က၎င်းတို့နဲ့ထိတွေ့ဆက်ဆံနေတဲ့ဘယ်လာရုစ်သမ္မတလူကာရှန်ကော့ရဲ့ဖိတ်ကြားချက်အရအဲ့ဒီနိုင်ငံကိုဆက်လက်သွားရောက်မှာဖြစ်ကြောင်းစစ်ကောင်စီကထုတ်ပြန်ထားပါတယ်။ ်စစ်ကောင်းဆောင်ရဲ့အဆိုအရခီးစဉ်ကနှစ်နိုင်ငံကြားတန်တမန်ဆက်ဆံရေး25နှစ်ပြည့်နှစ်ပတ်လည်နေ့နဲ့သက်ဆိုင်နေပြီးအဲ့ဒီအတွက်ပီလရုတမနာကတောင်းလာပေးဖို့ဖိတ်ခေါ်ထားခြင်းဖြစ်ကြောင်းသိရပါတယ်ထို့ဒုဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်အနေနဲ့ပီလရုစ်နဲ့မြန်မာနိုင်ငံကြားပူးပေါင်းဆောင်ရွက်မှုပုံမှုဖွံ့ဖြိုးတိုးတက်ရေးနှစ်နိုင်ငံကြားပြည်သူများနဲ့နိုင်ငံအချင်းချင်းအကြားအကျိုးစီးပွားတွေကိုအနာဂတ်မှာပုံမှုဖန်တီးလှုပ်ဆောင်နိုင်မယ်လို့မျှော်လင့်ထားကြောင်းပီလရုစ်တမနာကပြောပါတယ် ပြီးခဲ့တဲ့နှစ်ကလေးကဖိတ်ကြားခဲ့တဲ့ဘီလာရုသမ္မတရဲ့တဝန်လာမှာမကြခင်အချိန်တွင်ဘီလာရုကိုလာရောက်ခါအနာဂတ်အတွက်နိုင်ငံလုပ်ငန်းစဉ်များဆွေးနွေးမယ်လို့ဖော်ပြပြီးအခုမှသွားရောက်နေခြင်းဖြစ်ကြောင်းသိရပါတယ်။စစ်ကောင်ဆောင်ကအဲ့ဒီခီးစဉ်အတွင်းသမ္မတလူကာရှန်ကောနိုင်ငံဝန်ကြီးချုပ်မြို့သားလွတ်တော်ဂီတာပါဝင်ဘီလာရုအစိုးရတာဝန်ရှိသူတွေနဲ့တွေ့ဆုံပြီးလုံခြုံရေးဆိုင်ရာတွေနဲ့ကဏ္ဍပေါင်းဆောင်မှာမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရဲ့ပို့ဆွေးနွေးသွားမယ်လို့စစ်ကောင်ဆီကဆိုပါတယ်။ဘီလာရုကအရှေ့ဥရောပရှိကုန်းနှင်းပိတ်နိုင်ငံဖြစ်ပြီးရုရှား၊ယူကရိန်း၊ပိုလန်၊လစ်သူရေးနီးယား I live ဖီယာနိုင်ငံတို့နဲ့နယ်နိမိတ်ချင်းထိစပ်နေတာ1994ခုနှစ်မှစပြီးအာနာရှင်စနစ်နဲ့အုပ်ချုပ်နေတဲ့လို့စစ်ကောင်စီရုရှားတို့နဲ့ပူးပေါင်းလျက်ရှိကြောင်းသိရပါတယ်။ဒါအပြင်စစ်ကောင်ဆောင်တဲ့ဘီလာရုစ်နိုင်ငံသားဝင်ကြီးတို့ပြီးခဲ့တဲ့ဇန်နဝါရီ9ရက်ကလက်ကောင်စစ်ကောင်စီခန့်နိုင်ငံသားဝင်ကြီးဦးတန်းဆွေနဲ့ဘီလာရုစ်တမန်ကြီးတို့ကဒီဇင်ဘာ9ရက်နေ့မှာလက်ကောင်အတီးတီတွေ့ဆုံထားပါတယ်။အဆိုပါတွေ့ဆုံမှုတွေအတွင်းကာကွယ်ရေးပါဝင်ကဏ္ဍဆောင်မှာပူးပေါင်းဆောင်ရွက်မှုတွေမြင့်တရင်25နှစ်ပြည့်တန်တမန်ဆက်ဆံရေးအထိမ်းအမှတ်ကျင်းပသွားရင်စာနာကိုဆွေးနွေးခဲ့ကြောင်းစစ်ကောင်စီရဲ့ထုတ်ပြန် ြန်ချက်တွေရသိရပါတယ်။ဘီလာရုစ်နိုင်ငံကစစ်အာဏာသိမ်းမှုကိုတရုတ်ရုရှားနိုင်ငံဤဒုထောက်ခံခဲ့သလိုဒီပညာနဲ့ဆက်လက်နေပစ္စည်းများကိုလည်းမြန်မာစစ်တပ်ကိုရောင်းချနေလို့နိုင်ငံတကာရဲ့ဝေဖန်ပြစ်တင်ခြင်းကိုခံနေရတော့လဲစစ်ကောင်စာဗိုလ်ချုပ်မှုကြီးမယောင်လိုက်ကိုဖိတ်ခေါ်ထားပါတယ်။ ဆက်လက်ပြီးမန္တလေးမှာအင်အားစင်းနဲ့နေထိုင်သူတွေကိုစစ်အုပ်စုကချင်းချောင်ဝင်းညင်းနေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးမြို့ပေါ်မှာအင်အားစင်းနဲ့နေထိုင်သူတွေကိုရှာအိမ်မှုနဲ့ပြည်သူစစ်အမြင့်ခံဖြူစော်တီတွေပါဝင်တဲ့စစ်အုပ်စုကအကြောင်းမဲ့ချင်းချောင်ဝင်းညစ်တာတွေပြုလုပ်နေရလို့မြို့ကန်နေကပြောပါရယ်။အင်အားစင်းတိုင်လဲတသိမ်းပြရပါတယ်။လူတိုင်းမှာတချို့နေမတွင်ရင်ဆက်သုံးမြင်းဆောင်ရှမ်းပြည်နယ်မှာပုံတင်တို့အိမ်နောက်စုကမတရားဘက်ကပေါက်ထားရင်စေတဲ့အထိတောင်းပါတယ်။အကြမ်းဖက်မအုပ်ကြောင်းအာမခံကြီးရဲ့လို့မန္တလေးမြို့တင်မှာနေထိုင်သူတအုပ်ကပြောပါရယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းကလည်းကြက်သိန်း ထောင်ချီတိုင်အိမ်ကိုရောင်းချပြီးမန္တလေးမြို့မဟာအောင်မြင်မြို့နယ်တွင်ပြောင်းရွှေ့လာတဲ့မိသားစုတစ်ခုကိုစစ်အုပ်စုခန့်ယာယီမှုနဲ့ပူကြီးအစင်ရှိသူဆိုတဲ့ပြူဇော်တီတို့ပါဝင်တဲ့ပူပေါင်းဖွဲ့ကချင်းချငွေညစ်ခဲ့တယ်လို့ဆိုပါတယ်တိုင်ထားတဲ့အဲစင်အိမ်ငါးစာချုပ်များကိုတင်ဆက်ထားပြီးအိမ်ရောင်းထားရတဲ့ငွေတွေကိုမဟာအောင်မြင်မြို့နယ်ရှိပါတာစာပြည်သူစစ်များနဲ့ပူကြီးအစင်ရှိသူပါတာစာခေါင်းဆောင်တို့ကိုခေါ်လာပြီးအမှုရန်စီခဲ့ကြောင်းသိရပါတယ်အဲ့ဒီငွေတွေတပြားမကျအမှုရန်စီယုံတင်မကတရင်ပေါကြပါကတမိသားစုလုံး PDF အမြင့်တက်ကဖမ်းဆီးမယ်လို့ချင်း င်ချောက်ထားလိမ့်မယ်လို့မြို့ကန်တအုပ်ကပြောပါရယ်။ဒါပြင်စင်အုပ်စုကမန္တလေးမြို့ပေါ်မှာအေဇင်းနဲ့နေထိုင်နေတဲ့အိမ်ကားနဲ့စစ်ပီးရှောင်းလာသူတွေကိုလည်းစစ်မှုရန်စင်ကောက်တာတွေပြုလုပ်နေတာကြောင့်စိုးရိမ်ထိန်းလန့်စွာနဲ့နေနေကြရတယ်လို့မြို့ကန်တွေကပြောပါရယ်။ 2024ကစပြီးမန္တလေးတိုင်းမှာစစ်အုပ်စုနဲ့တော်လိုင်းတပ်တွေအကြတိုက်ပွဲတွေပြင်းထန်လာတာကြောင့်မိုးကုတ်တပိတ်ချင်းစင်ကူမတရားမြင်းကျန်နှထူကြီးစားတဲ့မန္တလေးတိုင်းတွင်ရှိမြို့တချို့ကစစ်ဘေးရှောင်များပြားကမန္တလေးမြို့ပေါ်မှာပြောင်းရွှေ့နေထိုင်လာကြတယ်လို့မြို့ကန်တွေကပြောပါတယ်။အာနာသိန်းစစ်အုပ်စုကမန္တလေးမြို့ပေါ်ရက်ွက်တိုင်းမှာပြည်သူစစ်အမြင့်ကန်ပြူစော်တီဖွဲ့တွေသွေးတောက်ဖွဲ့တွေဖွဲ့စည်းထားတယ်လို့ရက်ွက်အုပ်ချုပ်ရေးမှူးတွေကလည်းလက်နက်ထုတ်ပြီးကပြူကောင်းဆောင်တွေဖြင့်ကန့်အပ်ထားပါတယ်။အဲ့ဒီစစ်အုပ်စုကရက်ွက်အုပ်ချုပ်ရေးမှူးပြူမီတပ်စီပင်ရင်းစားတဲ့သူတွေကအုပ်စုဖွဲ့ က်နက်ကိုင်းကပြည်သူတွေကိုအကြောင်းမဲ့ဖမ်းဆီးငွေညစ်တာရန်ရှာတာငွေညစ်များသူကိုပြစ်တတ်တာအဲ့ဒီနောက်ပိုင်းပေါ်တာဆိုရင် စစ်သားတစ်စုဆောင်တာတွေလုပ်နေရလို့မြို့ကန်တွေကပြောခဲ့ကြောင်းသတင်းမှာဖော်ပြပါရှိပါတယ်ရှင်။ မြိုင်မြို့နယ်နဲ့ပေါင်းမြို့နယ်အစပ်ရှိကျေးရွာတွေကိုဒီကနေ့မနက်အစောပိုင်းလေရင်နဲ့ပုံချိန်မှုပြည်သူစနေဦးတင်ဆောင်ပြီးအများအပြားတန်ရာရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မကွေးတိုင်းမြိုင်မြို့နယ်နဲ့ပေါင်းမြို့နယ်အစပ်ရှိကျေးရွာတွေကိုစစ်တပ်ကလေကြောင်းနဲ့ပုံချိန်တိုက်ခိုက်ရာပြည်သူစနေဦးတင်ဆောင်ခဲ့ပြီးအများအပြားတန်ရာရရှိခဲ့ကြောင်းအညာမြေတပ်ပေါင်းစုတာဝန်ရှိသူတအုပ်ကပြောကြားခဲ့ပါတယ်။ မလ3ရက်နေ့မနက်အစောတနာ yı မှ2နာရီထိမြိုင်မြို့နယ်စိတ်ချေချင်းရွာနီးမှာဝိုင်တွဲလျင်တဲ့တကြိမ်ကျောက်ကုန်းချင်းရွာနီးဝိုင်တွဲလျင်တဲ့တကြိမ် ပောင်ပင်ရွာကိုဝိုင်တွဲလျင်နဲ့နှစ်ကျိန်ညောင်ကုန်းရွာဖုန်ကြီးကျောင်းကိုဝိုင်တွဲလျင်နဲ့တစ်ကျိန်စူးဝင်းရွာနီးမှာဂျက်ဖိုက်တာနဲ့တစ်ကျိန်တောရွာနီးလေကွင်းပြင်မှာဝိုင်တွဲလျင်နဲ့တစ်ကျိန်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ဒါအပြင်ပောင်မြို့နယ်လက်ပံတူရွာနီးမှာဂျက်ဖိုက်တာနဲ့တစ်ကျိန်တရက်ကန်ရွာနီးမှာဂျက်ဖိုက်တာနဲ့တစ်ကျိန်စုစုပေါင်း၉ကျိန်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းမြိုင်နယ်ပောင်မြို့နယ်တို့မှာစစ်လင်းရင်နဲ့ပုံကျဲခံရမှုကြောင်းပြည်သူစစ်နောက်တင်ဆောင်ပြီးအများအပြားဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။စစ်နောက်ဦးအတီးပြုလို့ရပါတယ်။ပောင်ပင်ရွာက၄ရောက်သေးတယ်။ဒဏ်ရာရသူ ကရှင်ရောက်ရှိတယ်။ကြံသေးတဲ့သူတွေကမော်တွေကပါရွာတွေတက်ရေနံမော်ကိုအဓိကကျဲသွားတာရေနံလုံသားတွေသေးတယ်။ထိခိုက်မှုအရေတက်ကတော့စုံစမ်းစေပါပဲ။သေးတာလောင်းတလောက်များတာထိခိုက်မှုလည်းများမှာပါ။မော်တွေကအဆောင်တွေလည်းထိခိုက်မှုများပါတယ်။တရိစံတွေလည်းသေးပါတယ်။ဒီမနက်လည်းပါရာမိုတာနဲ့ကင်းထောက်တာတွေလုတ်ခဲ့ပေးပါတယ်လို့အညာမြေတပ်ပေါင်းစုတာဝန်ရှိသူတောက်ကပြောပါရယ်။ မလ3ရက်နေ့မနက်6:00နာရီခန့်ကလည်းစိတ်ဖြိုးချင်းဆိုင်ကမဆာမှာစက်တက်လေဒီနစီနဲ့မြန်မြို့နယ်အနောက်ပိုင်းကျေးရွာများကိုကင်းထောက်ပြန်တမ်းမှုရှိပြီးပြည်သူထိတ်လန့်ကြောက်ရွံ့နေကြကြောင်းသိရပါရယ်အကြံဘက်စစ်ကောင်စီတပ်ကမကွေတိုင်းမြန်မြို့နယ်နဲ့ပေါင်းမြို့နယ်အတွင်းရှိကျေးရွာတွေကိုလေကြောင်းနဲ့ရည်ရွယ်ချက်ရှိရှိပြင်မှတ်ထားတိုက်ခိုက်တောင်းဆရာဆွေးမှုတွေကိုကျူးလွန်နေကြောင်းပြည်သူများအနေနဲ့လေကြောင်းရန်ကာကွယ်နိုင်ဖို့အတွက်ပုံခုကျင်းတွေတူထားခြင်းလေကြောင်းတတိပေးချက်စောင့်ကြည့်တာစည်ရေးတတိနဲ့နေထိုင်ဖို့လိုအပ်လျက်ရှိကြောင်းတော်လိုင်းတပ်တွေကအသိပေးထားပါရယ် ဆက်လက်ပြီးဒေါ်ဘုံမှာစစ်မှုရန်စီရင်လိုင်းလံကောင်းယူစဉ်မိရှုခံရတဲ့စိန်အိမ်မှုအမျိုးသမီးကြီးဒုတိယမြောက်ထပ်မံတည်ဆောင်ပြီး ပထမတည်ဆောင်သူရာအိမ်မှုကိုနှခမ်းမွေးနဲ့လေးရက်သားချပြီးတည်သွားခဲ့တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရန်ကုန်တိုင်းဒေါ်ဘုံမြို့နယ်ကြီးစုရက်ကွက်မှာစစ်မှုရန်စင်ရင်လိုက်လံကောက်ယူစဉ်မိရှုခံခဲ့ရတဲ့စစ်အိမ်မှုအမျိုးသမီးကြီးမှာမနေ့ကညနေပိုင်းမှာဒုတိယမြောက်ဖြင့်ထပ်မံတည်ဆောင်သွားကြောင်းဒေသခံပြည်သူတွေကပြောပါရယ်။ဖေဖော်ဝါရီလ26ရက်နေ့မိရှုခံခဲ့ရတဲ့ရှာအိမ်မှုကိုနှခမ်းမွေးတည်ဆောင်ခဲ့ပြီးလေးရက်အကြာမနေ့ကမလ၂ရက်နေ့ညနေပိုင်းမှာတည်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းမီးလောင်တန်ရာကိုစိန်ရုံမှာကုသနေစဉ်ပိုးဝင်ပြီးတည်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ်။ မိရှုခံကြရတဲ့သုံးဦးတည်းကနေပထမရှာအိမ်မှုကိုနံခံမွေတည်တဲ့အခုစိန်အိမ်မှုအမျိုးသမီးထပ်တည်တယ်။သူ့အိမ်မှာနာရီပြင်ထားပြီးစိန်အိမ်မှုအမျိုးသမီးလည်းမီးလောင်တန်ရများတဲ့အပြင်သူဝစည်းကြိုရှိနေတဲ့အဲ့တော့အနာရီမကျက်ပိုးဝင်ဖျားပြီးတည်ဆုံးတာလို့သိရပါတယ်။စေယုံမှာစိန်အိမ်မှုအမျိုးသမီးက၁၈ရက်ကြာအောင်ဟင့်နေခဲ့တာပါလို့ဒေါ်ပုံမျိုးနဲ့မှဒေတာသတင်းရင်းမြစ်တွေကပြောပါတယ်။ဖေဖော်ဝါရီလ၁၂ရက်နေ့ဒေါ်ပုံမျိုးနဲ့ကြီးစုရက်ကွက်ဓမ္မရိတ်သားလမ်းသွဲမှာရှာအိမ်မှုကိုနံခံမွေစိန်အိမ်မှုအမျိုးသမီးနဲ့အမျိုးသမီးငယ်တန်းတို့က စစ်မှုနယ်စဉ်ပြုစုဖို့တကောင်စင်မိတူများလိုင်းလံကောက်ယူနေစဉ်အင်ရှင်တအူးကဓာတ်စီနဲ့ပတ်ပြီးမိရှုဖြက်စီးခဲ့ကြောင်းမိရှုမှုကြောင့်ရှာရင်မှုနယ်စဉ်မှုအမျိုးသမီးကြီးတို့ကနေရာအနှံ့ပြားမိလောင်တန်ရာတွေအပြင်းထန်ရရှိခဲ့ရမှာနောက်ဦးစလုံးရှိစဉ်နောက်စဉ်တည်ဆုံခဲ့ကြောင်းထိခိုက်သူအင်ရှင်မှာဖမ်းဆီးရရှိခြင်းမရှိဘဲလုံးဝလွတ်မြောက်နေစေဖြစ်ကြောင်းသတင်းမှဖော်ပြထားပါတယ်ရှင်။ ငဖဲမြို့နယ်နိုင်ရင်ကန်ပြူဟာစခန်းကိုအေအေပိတ်ဆို့တိုက်ခိုက်နေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရခိုင်ပြည်နယ်နဲ့မကွေးတိုင်းဆက်အမ်ဘရန်လမ်းမော်ကစစ်ကောင်စီရဲ့နိုင်ရင်ကန်ပြူဟာစခန်းကိုသိမ်းပိုင်နိုင်ရင်အာရခတ်တော်ရင်ကဝိုင်းပက်ပိတ်ဆို့ပြီးထိုးစစ်ဆင်နေရလို့စည်ရင်းချင်းတွေကိုသိရှိတဲ့ဒေသခံတွေကမလ3ရက်နေမှာပြောပါရတယ်။ နိုင်ရင်ခံပြူဟာစကန်းရဲ့ကာကင်းစကန်းနေဖြစ်တဲ့မထုံအထက်တုံးနဲ့အောက်တုံးကြီးစကန်းတွေကိုဖေဖော်ဝါရီ16ရက်နေ့မှာအင်းကသိမ်းပိုင်လိုက်ပြီးရနောက်ဒီရက်ပိုင်းမှာအပြင်းအထန်ထိုးစစ်ဆင်ခံနေတာလို့ဒေသခံတအုပ်ကပြောပါရင်း အရှိန်မြင့်လာတာတော့9ရက်6ရက်လောက်ရှိပြီနိုင်ရီကန်တောင်ကမှတ်တယ်တပ်ဖို့မလွယ်ဘူးဆိုတော့အင်ကြီးကလည်းအနာကနိုင်ဖို့အပြင်းထန်ကြိုးစားနေတဲ့အခြေအနေပဲစစ်ကောင်စီဘက်ကအင်အားဖြည့်နေတာလည်းရှိနေအမ်ဘရန်လန်မကွေတိုင်းငဖဲမြို့နယ်အတွင်းကနိုင်ရီကန်စခန်းနဲ့ကုတ်ကြီးစခန်းတို့ဟာမကွေတိုင်းနဲ့အင်ရဲ့ထိုးဖောက်ဝင်ရောက်လာမှုကိုကာကွယ်ဖို့အတွက်အရေးပါတဲ့တပ်စခန်းတွေလို့ဒေသခံတွေကပြောပါရင်း တိုက်ပွဲစီနေတဲ့ပတ်သက်လို့အင်းပြောခွင့်ရသူဥခိုင်ဒုက္ခနဲ့စစ်ကောင်စီရဲ့မကွေးတိုင်းပြောခွင့်ရသူဦးလာသိန်းတို့ကိုတရင်ဌာနကတယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပြီးမြေလက်ခံဖြေဆိုတာမျိုးမရှိပါဘူး။အရခတ်တက်တော်အင်းနဲ့ပူပေါင်းတက်တွင်ကမကွေးတိုင်းကစစ်ကောင်စီတက်စကန်နေပြီးရခိုင်ယုံမနဲ့ထိစပ်နေတဲ့အရာရီတိုင်းနဲ့ဘကိုတိုင်းဆက်ကစစ်ကောင်စီတက်စကန်နေကိုလည်းအခုမလာစမ်းတီဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့စီရင်အခြေအနေကိုသိရှိတဲ့ဒေသခံတွေကပြောပါရင်